ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာဒီနေ့ဇွန်လ25ရက်မော်လန်နေနာရီအချိန်ကတက်မတော်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးလာရှိုးမြို့ရင်းနဲ့မြို့ပြင်တို့မှာလှည့်လည်ကကင်းလှည့်ခဲ့ကြရလို့သိရပါဗျ။မြန်မာတက်မတော်မှကင်းလှည့်ရင်တန်းများဟာလာရှိုးမြို့ရင်းတို့စစ်ကြောင်းနှစ်ကြောင်းခွဲကဘူရာလမ်းမှမြို့ရင်းတို့တခွဲ၊နေရင်ကွင်းလမ်းမှလာရှိုးမူဆယ်လမ်းအတိုင်းဟိုဘိတ်ကျေးရွာဘက်မှတစ်ဆင့်မြို့ရင်းတို့လှည့်လည်ကကင်းလှည့်ခဲ့ကြတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းမှာတိုက်ပွဲတွေမကြခဏဖြစ်ပွားနေပြီးမြို့ကြီးတွေမှာလည်းအပြည့်အမောက်လုပ်ငန်းတွေလုပ်မယ်ဆိုတဲ့သတင်းတွေလည်းရရှိနေတာကြောင့်တပ်မတော်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးတော့မှလက်ကင်းဆောင်ရွက်ရခြင်းဖြစ်တယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းမှာပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှရဲမှူးကြီးအောင်မြင်မိုးကပြောပါရတယ်။ ရဲတပ်ဖွဲ့အနေနဲ့ကတော့လာရှိုးမျိုးပေါ်မှာပုံမှန်ပိတ်ဆို့နေရာဆက်နံနေရာမှာစောင့်ဝင်နေပြီးရင်တင်လှည့်ကင်းလဲနေရောညရောစောင့်ဝင်နေတာဖြစ်ကပြည်သူလူထုအနေနဲ့အေးအေးချမ်းချမ်းနဲ့နေထိုင်နိုင်ဖို့တပ်မတော်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးအခုလိုလှည့်ကင်းစောင့်ဝင်ရခြင်းဖြစ်တယ်လို့၎င်းကဆိုပါတယ်တမရော်စစ်ကြောင်းနှစ်ကြောင်းမှတန်ကြက်ကတိုက်ရင်တန်ကြက်ကလူသေးရင်များအပါအဝင်ရင်စည်းရည်အစီ30မြန်မာနိုင်ငံရဲတပ်ဖွဲ့မှမော်တော်ယာဉ်စည်းရည်20စီးရဲတပ်ဖွဲ့အင်အား100ကျော်တို့ပူးပေါင်းကာကင်းလှည့်ခဲ့ကြတာပဲဖြစ်ပါတယ်။